မင်္ဂလာပါပိုလန်ကွေးစာမျက်နှာမှာကျွန်တော်ပြန်လဲကြိုဆိုလိုက်ပါတယ်အခုဒီတစ်ခါကျွန်တော်တင်ပြပေးမယ့်သင်ခန်းစာကတော့ပအိုးတရစင်16လုံးအကြောင်းကိုဒီနေ့ကျွန်တော်ပြောပြပေးသွားပါမယ်ကျွန်တော်တို့ပအိုးတရသွဲတွေကတော့အတန်တူတရချစ်လုံးရှိပြီးအတန်ချီတရချစ်လုံးရှိပါတယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့သင်ခန်းစာကိုစလိုက်ရအောင်ကျွန်တော်တို့အတန်တူတရချစ်လုံးကို အရင်လေ့လာကြည့်ရအောင်အာ 이, 우, 이, 에, 아잉, 오, 우, 도, 베, 피, 바, 레. 디, 아, 단, 도, 드, 라, 치, 롱, 고, 라, 타, 드, 라, 로, 레, 코, 바, 레. 다, 소, 엔, 저, 너, 로, 예, 아, 단, 치, 드, 라, 치, 롱, 리, 가, 로. 아, 이, 우, 이, 에, I O O တို့ပဲဖြစ်ပါတယ်ဒီအတန်ချေတရချီလုံးတွေကတော့ဒီသတရလို့လည်းခေါ်ပါတယ်ကျွန်တော်တို့အဲ့ဒါကိုပို့ပြီးတော့မမေ့လိုက်အောင်ဥပမာအနေနဲ့ကျွန်တော်ပြပေးပါမယ်အာအာထယာအနာအာအာငာအီအီပနာဂျွီပနာအီရှိတအီ อู นางอู โลมูมินอู อูเมอีคุณอี โลมินอี เอ บี ซี ดีเอ็งกเล็กบี เอลูตะเอ เอทำเอ อายลูบือาย อาย าลุยหอมอายโอผู้โอทาโอปาโอไก่อูทวีโอทาโอตาโอลูดาสวยงจนโรเอตาระเสชาวลงกูจนโรเนี่ยตุดตุตดเขาเปียนโซจีเอาอาอาอีอีอู a a ein ein o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  ဒီနေ့အတွဲဒီလောက်ပါပဲအားလုံးအတွဲအကျိုးရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒီသင်ခန်းစာကိုအဆုံးထိကြည့်ချူအပ်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်